အလုံးမင်္ဂလာပါ Ivan မြန်မာ audio channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Haruki Murakami ရဲ့ The Elephant Vanish စာအုပ်ကိုဆရာဒီနိုဘိုမြန်မာပြန်ထားတဲ့စင်တကောင်လုံးပျောက်ဆုံးခြင်းစာအုပ်ထဲမှာတားပိုက်ကောင်ပြန်တန်းဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ဖတ်ပြပေးမှာဖြစ်ပါတယ်တားပိုက်ကောင်ပြန်တန်း Hey နေကောင်းတယ်မဟုတ်လား ဒီမနေ့ပဲအနီးနားတရိတ်ဆယ်ယုံကတားပိတ်ကောင်ပတ်စံပေးပြီးကြီးခဲ့တယ်။ခင်ဗျားသိထားတဲ့တရိတ်ဆယ်အောင်ကြီးကြီးမျိုးမဟုတ်ပါဘူး။ဒါပေမဲ့လည်းရှေ့ရမယ့်တရိတ်ဆယ်တွေကတော့ရှိပါတယ်။ဂရီလာကနေဆင်အထိအကုန်ရှိ။တောင်အမေရိကကလပ်အုပ်မျိုးတွေပေရစားကောင်မျိုးတွေမှာကြည့်ကြတယ်ဆိုရင်တော့မတော်နိုင်။ဘာကလပ်အုပ်ဘာပေရစိတ်ကောင်မှမရှိဘူး။အင်ဘာလာတွေဝင်ပလင်နဲ့တူတဲ့တော်ခွေရိုက်နေတဲ့တကောင်မှမရှိဘူး။ကျက်သက်တောင်မှမရှိဘူး။အဲ့ဒီအစားတားပိုက်ကောင်၄ကောင်တော့ရှိတယ်။အထီးတကောင်အမနှစ်ကောင် ပြီးခဲ့တဲ့နှစ်လလောက်ကမှမွေးတဲ့လာသားလေးတကောင်သူတို့ဘလို့များမိသားစုလိုအတူတကွနေကြတယ်လဲဆိုတာကျွန်တော်တော့တသက်လုံးစဉ်းစားလို့ရမှာမဟုတ်ဘူးတားပိုက်ကောင်တကောင်ကိုကြည့်မိတိုင်းဒါဟုတ်မှဟုတ်ပါမလားလို့စိတ်မှထင်မိဆိုလိုတာကကဘာပေါ်မှာတားပိုက်ကောင်ဖြစ်ရတာဘလို့မျိုးခံစားရတယ်လဲဖျားသခင်မဆန်လာတဲ့ဩစတြေးလျလိုနေရာမျိုးမှာဘလို့အကြောင်းကြောင့်များခြေတပေါင်းကျိုးသွားလာနေခဲ့တယ်လဲမကြခင်ကလောင်ကလင်မြည်တဲ့ဒလက်ကွေးနေများအသက်ခံရမှာလား ကျွန်တော်တွေးကြည့်လို့မရဟိုမှာဖြစ်ဖြစ်ဒီမှာဖြစ်ဖြစ်အဓိကမဟုတ်ပါဘူးဘလို့ပဲဖြစ်ဖြစ်အဲ့ဒီတားပိုက်ကောင်တွေကိုကြည့်ပြီးခမရောက်စားတဆောင်ရေးကျင်စိတ်ပေါက်လာမိတယ်ဒီလိုပြောလိုက်လို့အတော်ကြောင်လှကြည်လားလို့ခမရထင်ကောင်ထင်လိုက်မယ်ခမရပါတာခမရမေးကြည့်တားပိုက်ကောင်ကြည့်ပြီးဘာကိစ္စကျွန်တော်ခမရစီစားပုတ်ကျင်စိတ်ပေါက်ရမှလဲကျွန်တော်နဲ့တားပိုက်ကောင်ကြောင့်ဘာဆက်ဆက်မှုရှိလို့လဲကောင်းပြီအဲ့ဒီအတွေ့တွေကိုအခုပဲခမရရက်လိုက်လို့ရပြီကိစ္စမရှိပါဘူးလို့မပြောပါနဲ့တားပိုက်ကောင်ကတားပိုက်ကောင်ပါပဲ ်ခမရခမရပါပဲတနည်းအားဖြင့်ဒီလိုမျိုးရှုပ်ထွေးလာတဲ့အဆင့်ပေါင်း36ဆင့်တစ်စင်းပြီးတစ်စင်းသူ့အစီအစဉ်အတိုင်းကျွန်တော်တားဝိုက်ကောင်ကနေခမရအကြောင်းအထိပြောသွားပြရစီအဲ့ဒီအစီအစဉ်တစ်ခုချင်းစီကိုကျွန်တော်ပြောတဲ့အခါခမရအနေနဲ့စူးစမ်းနားလည်ဖို့တော့လိုလိမ့်မယ်ပြောတာပြောရတယ်ကျွန်တော်ကိုယ်တိုင်တောင်မှအကုန်လုံးမှတ်မိပါတော့မလားမသိအားလုံးဆိုရင်36ဆင့်ရှိမယ်တကယ်လို့များအဲ့ဒီတဲကတစ်ဆင့်ဆင့်များကပောက်ဒီကပောက်ကြဖြစ်သွားခဲ့ခင်ဗျားစီကိုကျွန်တော်စာပို့ဖြစ်တော့မှာမဟုတ်ဘူးကျွန်တော် အာတိတ်သမုတ်တရားတဲ့ဝေလာငါးတကောင်ရဲ့ကြောပေါ်မှာပဲပါသွားမလားဒါမှမဟုတ် secret sign ကလေးကိုမီးရှို့ခဲ့မလားဘာသူသိနိုင်မလဲထိုင်းမဲ့ဘာကြောင့်မှမသိဒီတက်ဆန်မှု36မှုရဲ့ကြာပန်းပေါင်းစုံမှုကနေပြီးကျွန်တော်ခင်ဗျားနဲ့ဆက်သွယ်မိခဲ့တာပဲထိုးစမ်းနေမှာမဟုတ်လား okay ဒါဖြင့်ကျွန်တော်ကိုကျွန်တော်အရင်မိတ်ဆက်ပြရစီကျွန်တော်က26နှစ်ရှိပြီစတိုးဆိုင်တစ်ခုရဲ့ပစ္စည်းအရေးသွေးထင်းချော်ရေးဌာနမှာလုပ်တယ်ကျွန်တော်တို့ကအလွန်ပြင်းစရာကောင်းလိမ့်မယ်ဆိုတာခင်ဗျားလူတွေကိုတွေးကြည့်လို့ရနိုင်ပါတယ် ပထမဆုံးအနေနဲ့အဝယ်ဌာနကနေဝယ်လောင်ဖို့ဆုံးဖြတ်ထားတယ်။ကုန်ပစ္စည်းတွေကိုစစ်ဆေးရပါတယ်။တကယ်တော့ပစ္စည်းတင်တဲ့လူတွေနဲ့အဝယ်ဌာနကြားပြဿနာမဖြစ်အောင်ကြီးရွယ်တာပဲ။ဒါပေမဲ့အဲ့ဒါကအဖြစ်သဘောပါ။စကားပြောရင်လည်းရှုဖက်နဲ့ဘာကယ်ကွင်းကိုနည်းနည်းစောင့်ဆွဲကြည့်တာမျိုး။တကြားလုံးကိုတစ်ကိုက်နှစ်ကိုက်ကြိုက်ကြည့်တာမျိုး။ဒီလောက်ပါပဲ။ပစ္စည်းရေးတွေ့စစ်ဆေးတာဒီလောက်ပါပဲ။ကျွန်တော်တို့ရဲ့အဓိကအလုပ်ကတော့ဝယ်သူရဲ့တိုင်ကြားမှုတွေကိုဒဏ်ခံဖြေရှင်းပေးရတာပဲ။ဥပမာဆိုကြပါစို့။အခုပဲဝယ်သွားတဲ့ စတော့ကင်းနဲ့ဆိုကအပေါက်တွေတစ်ခုပြီးတစ်ခုပေါ်လာတာမျိုးတံပဲရုပ်ဝဲဝင်လေးကစပွဲပုံကောင်ကပြုတ်ကျပြီးအလုံးမလို့တော်တာမျိုးရေချိုးကန်းဝိယုံကဆက်နဲ့တခါလျှော်ပြီးတာနဲ့လေးပုံတပုံတော့ကျုံသွားတာမျိုးအဲ့လိုတန်ကြားမှုမျိုးတွေပေါ့တနေ့တနေ့တိုင်ကြတဲ့မှုတွေကများလုံးလို့ဘသူမဆိုစိတ်ပိန်သွားလောက်တယ်ဆိုတာပဲပြောပြရစီဝင်းတန်းလေးယောက်မှမိုးလင်းမိုးချုပ်အယူတွေလိုပတ်ပြီးပြေးနေရတယ်။အဲ့တိုင်ကြမှုတွေထဲမှာရှင်းရှင်းလင်းလင်းကိစ္စတွေပါတယ်လို့လုံးဝအတိပ္ပယ်မရှိတဲ့တောင်းဆိုနေရတွေလည်းပါတယ် အဲဒီခါကျရင်ကျွန်တော်တို့မှဘယ်လိုဖြေရှင်းရမလဲဆိုတာခေါင်းစားပြီးအဆင်ပြေအောင်တိုင်ကြားမှုတွေကိုအမျိုးအစားသုံးမျိုးခွဲထားတယ် ABC ပေါ့ရုံးလယ်မှာ ABC အမှတ်သားကိုစီနဲ့ဘုံသုံးလုံးချထားတယ်အဲဒီတည်းကျွန်တော်တို့ကစာရီပြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘုံသုံးစစ်စင်ကျင်နီးကြအကက်ဖြတ်ခြင်းလို့ခေါ်ကြတယ်ရုံးတွင်းပြက်လုံးတစ်ခုပါပဲကျွန်တော်ပြောတော့မေးလိုက်ပါဘလိုပဲဖြစ်ဖြစ်အဲ့ဒီအမျိုးအစားသုံးမျိုးရှင်းပြရရင် A အကျိုးတဲ့အကြောင်းတဲ့တိုင်ကြားခြင်းများ ကျွန်တော်တို့မှာတာဝန်ရှိတဲ့ကိစ္စတွေပေါ့ကျွန်တော်တို့မှာဝယ်သူရဲ့အိမ်ထိလိုက်ပြီးသူတို့ဝယ်သွားတဲ့ပစ္စည်းကိုပြန်လဲပေးတဲ့ပြင်ချိုးချင်မှုတွေပါလက်ဆောင်ယူသွားတယ် B ဟိုမြောက်ဒီမြောက်ကိစ္စများမရေရတဲ့ကိစ္စတွေဆိုရင်ကျွန်တော်တို့တာဝန်မရှိဘူးလူမှုရေးထောက်ထားစရာလည်းမရှိစီးပွားရေးထုံးတမ်းဆင်လာလည်းမရှိဥပဒေအရလည်းဘောင်ဝင်တဲ့ကိစ္စမျိုးဆိုကျွန်တော်တို့ကမလို့ပဲပြည်တနာမဖြစ်အောင်စရုပ်ဆိုင်နာမည်လည်းမပြအောင်ရင်ကြီးကြီးရှင်းပြရပါတယ် C ဝယ်သူရဲ့ပေါ်ဆမှု တကယ်လို့များဝယ်သူရဲ့မှားကြောင်းဆိုတာရှင်းနေခဲ့ရင်တော့ကျွန်တော်တို့ကအလေးနဲ့စဉ်းစားပြီးနောက်ဆုံးမှအဲ့ဒီမှာပဲကိစ္စဖြစ်ရပါတယ်ခမရဝယ်ပြီးရက်တန်ကြာမှလာပြောရင်တော့ကျွန်တော်တို့ကအလေးနဲ့စဉ်းစားပြီးနောက်ဆုံးမှခမရရဲ့တန်ကြာမှုကိုမျိုးစားစီတယ်ထည့်လည်ရပါလိမ့်မယ်အကြောင်းကတော့အစင်းသစ်ဖြစ်ပြီလားအသေးချာနားထောင်နံပါတ်၁ဝယ်ပြီးသားတက်ပြောင်းကျွန်တော်တို့ပြန်မလဲပေးပါဘူးနံပါတ်၂တပတ်လောက်ကြာမှပြန်လာလေးလားလက်မခံပါဘူးနံပါတ်၃ငွေလက်ခံဖြတ်ပိုင်းမပါဘဲပြန်မလဲပေးပါဘူး ကဘာဘောကရှိသည်မဆိုင်လိုက်မိကြည့်ပါဘယ်သူမှတိုင်းမလဲမပေးပါဘူးကျွန်တော်ပြောတဲ့သဘောပေါက်ရလားအချင်းတွေကိုရှင်းပြပြီးတဲ့နောက်တော့ခမရဲ့တိုင်ချမှုအချင်းကပ်အေးအေးယူဆောင်ရလိုက်ပြီးပေါ့ဘလိုပဲဖြစ်ဖြစ်အလို့သဘောရှုတော်အောင်သာထားပြီးကျွန်တော်ရဲ့ကိုယ်ပိုင်မြင်နဲ့ပြောရရင်မလာနဲ့ဘရန်စ်ကိုမှဝယ်ထားတဲ့ခမရဲ့ဒုက္ခကျွန်တော်လှည့်လည်လေးလေးစာနာမိပါတယ်ကျွန်တော်ခမရကိုနောက်နေရမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်ခမရစီကိုတာမန်ပို့နေကြစာမျိုးမဟုတ်တဲ့တနည်းအားဖြင့်ရင်းနေနေရေးသားထားတဲ့စာကိုပို့လိုက်တာပေါ့ တကယ်တော့ကျွန်တော်ခမားစီကိုပြီးခဲ့တဲ့ဘက်ကလေးကအကြိမ်ပေါင်းများစွာရေးနေခဲ့တာပါခမားရဲ့စာကိုဖတ်ပြီးကျွန်တော်အနေနဲ့စိတ်မကောင်းဖြစ်ရပေမယ့်ကျွန်တော်တို့ရဲ့ policy ကဓပြခွေလဲလဲမှုတားမြစ်ထားတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းစွာနေပဲအကြောင်းပြန်ပြစီဘာဘာညာညာစသဖြင့်အဲ့ဒီလိုစာမျိုးပေါ့ထိုင်မလဲကျွန်တော်တကြောင်မှဖြစ်အောင်တနေရေးလို့မရဘူးဒါကျွန်တော်စာကောင်းကောင်းမရေးတတ်လို့လည်းမဟုတ်ကျွန်တော်ခမားစီစာရေးဖို့ကြိုးစားတိုင်းစိတ်ကဗလာနဲ့စကလုံးတွေကအချင်းမြင့်မရှိထွက်လာခဲ့အတော်ထူးဆန်းတဲ့ကိစ္စပဲ ဒါကြောင့်မို့ကျွန်တော်လဲစာမပြောင်းတော့ဘူးပဲဆုံးဖြတ်လိုက်တယ်။ဆိုလိုတာကဖြစ်ကြတဲ့ဆန်းရေးထားတဲ့စာတစ်စောင်ဘာလို့ဖို့ပို့နေတော့မလဲ။မပို့တာပို့မကောင်းဘူးလား။အနေစုံတော့အဲ့လိုကျွန်တော်တွေးမိတယ်။မပြည့်မစုံနဲ့ပို့လိုက်တဲ့တဲ့တင်ဟာတလွဲတချော်ဆွဲထားတဲ့အချိန်ကြာနဲ့အတူတူပဲမဟုတ်လား။ကန်ဂျမာကတိုက်တွန်းနေရောလဲဒီမနေ့ပဲတားပိုက်ကောင်ယူရှေ့မှာရဲရင်အဲ့တိုက်ဆိုင်မှု36ခုရဲ့အစီအစဉ်အတိအကျကိုတွေးမိပြီးအခုလိုစာရေးဖို့စံဝင်လာမိတာပဲ။တကယ်တော့ဒါဟာမပြည့်စုံမှုရဲ့မြင့်မြတ်မှုတရားပဲ။ ဒါဖြစ်မပြည့်စုံမှုရဲ့မြင့်မြတ်မှုဆိုတာဘာလဲခင်ဗျမေးပါမယ်ဘာသူမဆိုလဲမေးပါမယ်ကောင်းပြီရိုးရိုးလေးပြောရင်မပြည့်စုံမှုရဲ့မြင့်မြတ်မှုဆိုတာတယောက်ကနောက်တစ်ယောက်ခွင့်လွှတ်နားလည်ပေးတာပဲကျွန်တော်ကသားပိုက်ကောင်တွေကိုခွင့်လွှတ်တယ်လို့သားပိုက်ကောင်တွေကခင်ဗျကိုခွင့်လွှတ်တယ်ခင်ဗျကျွန်တော်ခွင့်လွှတ်မယ်ဒါဥပမာပြောတာဟာဒီစပိုင်းကအမြင့်ထားတာလဲနေတာတော့မဟုတ်တချိန်မှာသားပိုက်ကောင်ကသူ့ကောင်းထဲမှာခင်ဗျကိုခွင့်မလွှတ်ဖို့စဉ်းစားလာမယ်ဒါပေမဲ့အဲ့လိုဆိုလို့သားပိုက်ကောင်ဒေါသမဖြစ်လိုက်ပါနဲ့ ဒါသားပိုက်ကောင်ရဲ့အပြစ်မဟုတ်တူခမရဲ့အပြစ်လေမဟုတ်ပါဘူးဒီအတွက်ကျွန်တော်လည်းအပြစ်မရှိပါဘူးသားပိုက်ကောင်မှလည်းသူ့ကိုဖိစီးနေတဲ့အခြေအနေတွေရှိတယ်ဒီတော့သားပိုက်ကောင်တစ်ကောင်ကိုအပြစ်တင်တာဘယ်လိုလူမျိုးလဲကျွန်တော်ကခမရကိုမေးမယ်ဒီတော့ကျွန်တော်တို့အဖို့အဲ့ဒီအခိုက်အတန့်ကိုဖမ်းဆုပ်ထားရုံပဲဒါပဲကျွန်တော်တို့တက်နိုင်မယ်လျှက်တစ်ပြက်ရိုက်ချက်တစ်ခုအနေနဲ့အဲ့ဒီအချိန်ကာလကိုဖမ်းဆုပ်ထားမယ်မျက်နှာစာမှာအလေဘဟုမှာခမရရဲ့သားပိုက်ကောင်ရဲ့ကျွန်တော်ရဲ့ဘယ်ကနေညာအတန်းလိုက်စီးလို့ တကယ်တော့ဒီလောက်ဆန်းရေးကြည့်တာနဲ့လည်းလုံလောက်ပါပြီ။စားကလုံရင်းကိုမရောက်။ဆိုကြပါစို့ကျွန်တော်ကတိုက်ဆိုင်မှုဆိုတဲ့စကားလုံးရေးလိုက်တယ်။ခမရဖတ်တဲ့အခါနားလေလိုက်တဲ့တိုက်ဆိုင်မှုဟာကျွန်တော်ဆိုလိုချင်တာနဲ့လုံလုံအတိတ်ပဲလွဲကောင်းလွဲလိမ့်မယ်။ဆန့်ကျင်ဘက်တောင်ဖြစ်နိုင်သေးတယ်။ပြောရင်ဒါအမြတ်တမှုမရှိပါဘူး။ဒီမှာကျွန်တော်ကအတွင်းခံအထိချွတ်နေတဲ့ချိန်ခမရဘလောက်ဆိုအင်ဂျီကျဲသေးသုံးလုံးလောက်ပဲချွတ်တယ်။ဒါအဖြစ်ပြက်တခုတည်းကိုပဲအမျိုးမျိုးပြောင်းကျင်တယ်လို့ပြောင်းနေမှုပဲ။ဒီတော့ကျွန်တော်ရဲ့စာကိုတိုက်ရိုက်ပေးအတန်သွင်းဖို့ဆုံးဖြတ်ပြီး ကျွန်တော်ဘာသာပဲကက်ဆက်တိတ်ခွေဝယ်လိုက်တယ်။လေချုံချင်းကလိုနယ်ဘိုကီချစ်တဲ့တိုင်ရှစ်ပါးတက်စတင်ကျွန်တော်တန်ကိုကြားပါရဲ့လား။ခင်ဗျားဒီစာအုပ်တနည်းအားဖြင့်ဒီကက်ဆက်တိတ်ကိုဘယ်လိုနားလဲလက်ခံမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူး။ခင်ဗျားအနေနဲ့စိတ်အနှောက်အယှက်မဖြစ်ကောင်းပါဘူးလို့ပဲကျွန်တော်မျှော်လင့်ပါတယ်။ဘာကြောင့်လဲဟုတ်လား။ဘာကြောင့်လဲဆိုစတိုးဆန်ကအကုန်ပစ္စည်းအရေးတွေထိနေဝန်ထမ်းတစ်ယောက်ကဝယ်သူရဲ့တိုင်ကြားစာကိုကက်ဆက်တိတ်နဲ့အကြောင်းပြန်လာ။ပုဂ္ဂိုလ်ကြီးဆန်ဆန်ပြောတာဟာတကယ့်ကိုဖြစ်ရုပ်ဖြစ်စင်မှာမဟုတ်တာ။ တကယ်လို့ခင်ဗျားပြောချင်ဒီကိစ္စတခုလုံးယုတ်တိမရှိဘူးလို့ပြောနိုင်ပါတယ်ခင်ဗျားကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွက်ဒီကက်ဆက်တိတ်ကိုကျွန်တော်အထက်အရာရှိစီတိုက်ရိုက်ပြန်ပို့ပြီးကျွန်တော်ရဲ့လက်ရှိနေရာကိုအသာလေးလူစားထိုးတော့လုပ်နိုင်ပါတယ်ဒါပေမဲ့လေတကယ်လို့ခင်ဗျားဆန္ဒရှိအဲ့လိုသာပို့လိုက်ပါအဲ့ဒီလိုတိုင်လို့လုပ်ပြုတ်သွားခင်ရင်လေကျွန်တော်ယူတော့မှာမဟုတ်တလို့ခင်ဗျားကိုလည်းစိတ်ဆိုးဒေါသဖြစ်မှာမဟုတ်ပါဘူးရှင်းလားမသိဘူးခင်ဗျားရောကျွန်တော်ရောတရားရာနှုတ်ညီမြတဲ့အနေထားပါကျွန်တော်မှာခင်ဗျားစီကိုစာပို့ပန်ခွင့်ရှိတယ်လို့ ခင်ဗျားမှလည်းကျွန်တော်အတံမွေးဝမ်းကြောင်းလို့ကိုချင်းချောက်နိုင်ခွင့်ရှိပါတယ်ဟုတ်တယ်မဟုတ်လားကျွန်တော်နှစ်ယောက်လုံးညီတူညီမျှပဲဆိုတာမမေ့ပါနဲ့အဲ့ဒီတော့စဉ်းစားပါကျွန်တော်ပြောဖို့မိနေတာကကျွန်တော်ကဒီစာကိုသားပိုက်ကောင်ပြန်တန်းလို့နာမည်ပေးထားတယ်ဆိုလိုတာကအရာရာတိုင်းမှာနာမည်တခုတော့လိုတယ်မဟုတ်လားဥပမာခင်ဗျားမှဒဏ်ရာရီတခုထားရရှိပါစို့ခင်ဗျားရဲ့နေ့စဉ်မှတ်တမ်းမှာဒီလိုရှည်ရှည်ဝေးဝေးစတိုးဆိုင်ပစ္စည်းအရေးသွေးထိန်းသိမ်းရေးစည်းကလေးတယောက်ဖြည့်ရှင်းစာရောက်ရှိလို့ရေးမဲ့အစားသားပိုက်ကောင်ပြန်တန်းရောက်ရှိလို့ လွဲတကူရေးလို့ရတာပေါ့ဒါကမှတ်ရလွဲနေမယ်လေဖြစ်တယ်မဟုတ်လားတားပိုက်ကောင်ပြန်တယ်ဒါဆိုခင်ဗျားစိတ်မှာလင်းမြင်ကြဲကြီးတဲ့ခုံပေါက်ပြေးလွားနေတယ်ရင်မက်အိတ်ထဲစရိအပြည့်နဲ့တားပိုက်ကောင်တွေကိုမြင်အောင်မိမယ်မဟုတ်လားဒါကတကားခောက်တဲ့တန်းဒါကိုကြားရင်ကျွန်တော်ကိုရက်ပေးပါခင်ဗျားစိတ်ကမပိုင်တကားကိုမဖွင့်ပါနဲ့ဘလို့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်တကယ်လို့ခင်ဗျားဆက်ပြီးနားမထောင်ကျင်တော့ဘူးဆိုရင်တိတ်ကိုရက်ပြီးလွင့်တာပြစ်လိုက်ပါ ခမရဲ့တကားရှိမှခဏထိုင်ပြီးကျွန်တော်ဘာသာပြောချင်မိတာတသက်ပါခမရနားထောင်နေလားမထောင်နေလားကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်အဲ့လိုမသိတဲ့အတွက်ခမရနားထောင်ထောင်မထောင်တော့ကျွန်တော်အတွက်အတူတူပဲမဟုတ်ဘူးလားဟာဟာโอเคဆက်ပြောခွင့်ပြုပါအမြဲလိုလိုပဲမပြည့်စုံတဲ့ကိစ္စတော့ဖြစ်ပေါ်နေစေမိုက်ခရိုဖုန်းရှိမှဘာဆက်ရွေးမှမကင်ဘူးဘာအစီအစဉ်မှမရှိပဲပြောရတာဘလော့ခတ်တယ်လဲဆိုတာခမရတွေးကြည့်မိလား ီကိစ္စအသေးကဏ္ဍအလဲမှာရက်ပြီးခွက်တစ်ခွက်နဲ့ရေဖြန့်နေတဲ့သူလိုပဲဘာအရေးလက္ခဏာမှမတွေ့ရဘူးဖတ်တွေ့စရာဆိုလို့ဘာမှမရှိဘူးဒါကြောင့်မို့ကျွန်တော်လည်းအမြင်ဗီယိုမီတာကိုပဲကြည့်ပြီးပြောနေမိတယ်ဗီယိုမီတာဆိုတာသိသလားအတန်အတိုးကျယ်လိုက်လှုပ်လှုပ်ရွရပြောင်းနေတဲ့လျက်စက်ကိရိယာလေးလေး U ကဘာလဲ V ကဘာလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ရေရွတ်တမျှကိုတုံ့ပြန်နေရကအဲ့ဒီဟာလေးပဲရှိတယ်ဟေးသူတို့ရဲ့တက်မှတ်ချက်ကလည်းရှင်းရှင်းလေးပဲ V နဲ့ U က ကဆုံးတွဲလို့ပဲ V မရှိပဲမရှိနိုင်တယ်လို့ U မရှိပဲလည်း V မရှိနိုင်ဘူးသူတို့ကကျွန်တော်ဘလို့ပဲဘလုံးမထွေးပြောလဲ U မဆိုင်ဘူးသူတို့စိတ်ဝင်စားတာကကျွန်တော်အတန်ကြောင့်လေဘလောက်တုန်ခါသွားလဲဆိုတာပဲသူတို့အတွက်တော့လေတုန်ခါသည်ထို့ကြောင့်ကျွန်တော်ရှိသည်ပဲမြင်လိုက်တာလို့ခင်ဗျားမထင်ဘူးလားသူတို့ကိုကြင်းကျွန်တော်တွေးမိတာကျွန်တော်ဘလောက်ကြာကြာပြောပြောသူတို့ကူးမဆိုင်ဘူးဟိုးအဲ့ဒီကနေမကြာကြီးရမှကြည်ထားတယ်ရုပ်ရှင်တကားကိုတတိယမိသူဘလို့ဟာတာမျိုးပြောပြောဘယ်သူမှမကြည့်တာကိုကြုံရတယ်လူရှင်တော်အကြောင်းရိုက်ထားတာ ပုံပေါ်ရဲ့လားမသိဘယ်ဝိညာဉ်ကမှမရှိကြဘူးအခုလည်းဒီမိုက်ခရိုဖုန်းကိုပြောရင်အဲ့ဒီရုပ်ရှင်ကောင်ထက်ကထက်ကတွေးမိတယ်ဒါတကယ့်ကိုစမ်းတယ်ဒီစာသားတွေကိုပဲဒီတယောက်နဲ့ပြောတဲ့အခါတေလူအောင်ရေးရပေးမယ်နောက်တယောက်နဲ့ပြောတဲ့အခါရေးစရာလို့ကိုမထင်တာမျိုးစင်ဝင်စားစရာကောင်းတယ်လို့မထင်ဘူးလားအဲ့ဒီကြောင့်ပိုတွေးမိလေအဲ့ဒီခြားနာမှုကကျွန်တော်တို့နဲ့အတူမွေးဖွားလာတယ်လို့ထင်လာမိလေပဲကြည့်ခင်ဗျားရဲ့နေရွက်ကစဝိုင်းကျန်ပုံစံနေရွက်ရဲ့အကောင့်ပေါက်ထဲကအကွေးတွန်လေးတွေကတခြားသူတွေနဲ့မတူတာမျိုး တခါတည်းကျွန်တော်ဘာသာကျွန်တော်တွေးမိတယ်ကျွန်တော်ကအဲ့လိုပါရမီမျိုးရှိရင်ဘယ်လောက်ပြောလိုက်မလဲတော့ကျွန်တော်ကရည်စရာတစ်ခုခုကြုံရတဲ့အခါနှစ်ဆတိုးပြီးရည်မိပေမဲ့တခြားတယောက်ကိုပြန်ပြောတဲ့အခါလုံးဝယုံလုံးကြွမလာတော့ဘူးအဲ့ဒီခါကိုကိုအီဂျစ်တဲလူလိုမျိုးခံစားမိအီဂျစ်တဲလူတွေကြောင့်ခင်ဗျားသိရလားအီဂျစ်ကတဲလူတွေကမွေးကလေးကအီဂျစ်ရဲ့မင်းသားဖြစ်မွေးဖွားလာခဲ့တယ်ဟိုးရှေ့ရှေ့တုန်းကပိရမစ်တို့စဖင်ယုတ်ထုတို့ခက်လောက်ကပေါ့ဒါပေမဲ့သူကယုံလုံးရှိုးတဲ့အတွက်ဘရင်ကသူ့ကိုတော်ရဲသွားပြီးစွန့်ပစ်ခဲ့ ဝင်းမလေးတွေမြောက်တွေလက်ပေါ်မှာပဲကြီးပြင်းလာခဲ့အဲ့ဒီဇလန်းတွေတဲကတခုကတနည်းနည်းနဲ့သူဟာတဲလူတယောက်ဖြစ်လာတယ်အခုတော့အဲ့ဒီတဲလူကသူ့လက်နဲ့ထိထိတမျောင်းတဲဖြစ်ပြောင်းသွားစေခဲ့တယ်လင်းချင်းကနေတဲမုံတိုင်းဖြစ်အသွင် ပြောင်းသွားစေတတန်တဲ့စီးနေရဲ့ဆန်းချောင်းလေးကိုတဲတောင်ပူဇာလေးဖြစ်စေမြက်ခင်းပြင်ကိုတဲကန္တန်အသွင်ပြောင်းပစ်ခဲ့ဒါဟာတဲလူရဲ့ပုံရင်အရင်ကကြားဘူးလားကြားချင်မှကြားဘူးမယ်ဟာဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်အခုပဲဖန်တီးလိုက်တဲ့ဇလန်းဖြစ်နေလို့ပဲ ဘလို့ပဲဖြစ်ဖြစ်ခင်ဗျားကဒီလိုပြောရင်လည်းကျွန်တော်ကိုယ်တိုင်အီဂျစ်တဲလို့ဖြစ်သွားတယ်လို့ပဲခံစားရတယ်။ကျွန်တော်နဲ့ထိတွေ့တဲ့မြတ်တဲရီတဲရီဖြစ်လို့တခါကျွန်တော်အเจ้าတွေကြီးပဲပြောတိတ်များနေပြီ။ဒါပေမဲ့စဉ်းစားကြည့်ရင်တော့ဒါမလွဲမရှောင်တာတဲ့ကိစ္စပဲ။ကျွန်တော်ဆိုလိုတာကခင်ဗျားကြောင့်ကျွန်တော်ဘာတစ်ခုမှမသိတာ။ခင်ဗျားနဲ့မင်းလေးစားဒါပဲကျွန်တော်သိထား။ခင်ဗျားရဲ့အသက်ဝင်ဝင်နှာခေါင်းပုံစံတွယ်တွယ်လျက်လျက်လား။ဘောကဖိုင်ဖိုင်လားအိမ်အောင်ရှိလားမရှိလား။ ကျွန်တော်သိတာပါရှိလေအဲ့အမှန်တကယ်ရေးကြည့်တဲ့အချက်တွေတခုမှမသိပါဘူးဒီအတွက်လည်းပိုပြီးကောင်းပါတယ်ဖြစ်နိုင်ခင်ဗျားသဘောတူရင်ကျွန်တော်ကအရာအတိုင်းကိုရိုးရှင်းရှင်းလေးပဲရုပ်လွန်နေပင်မှာပဲထားခြင်းဆိုလိုတာကကျွန်တော်စီမှာခင်ဗျားရဲ့စာရှိတယ်ကျွန်တော်တို့ကလည်းဒါပဲတတဗေဒပညာရှင်တယောက်ဟာတော်ရရဆင်ကြီးတွေရှိကြောင်းပြီးဆင်းရဲစားတော့ပုံတွေတွာလာလှူရှားပုံအလေးချင်းလိန်ဘွားကိုကောက်ချက်ဆွဲနေတယ်လို့ကျွန်တော်ဖို့လေခင်ဗျားရဲ့စားတဲ့ဆောင်တွေပဲကျွန်တော်ရှေ့ဆက်ဖို့လုံလောက်နေခဲ့ ခမရဘယ်လိုလူမျိုးလဲဆိုတော့ကျွန်တော်ခံမှန်းလို့ရတယ်။ဟုတ်ကဲ့ခမရရဲ့ပုံမှန်တဲ့တုံးလေးရှိတဲ့ရေမွေးစားတယ်။အသေးစိတ်တွေတော့မပါဘူးပေါ့။ဘယ်လိုပဲဖြစ်စေခမရရဲ့တကယ်အတွင်းသဘောကိုတော့ခံမှန်းလို့ရတယ်။ရိုးရိုးတက်တက်ပြောရင်ခမရရဲ့စာကတကယ်ကိုဆွဲမှန်စရာကောင်းတယ်။ခမရရဲ့စကလုံးရွေးချယ်မှုတွေလက်ရည်လက်သားအဖြစ်အတော့စာကြောင်းတွေကြားမှာနေရာချထားတာ။အဝစောအားလုံးကအပြစ်ပြောစရာမရှိဘူး။အတလွန်ဆုံးအကောင်းဆုံးကိုမဟုတ်ဘူး။ဟုတ်တယ်အပြည့်ဆုံးဆုံးပဲ နောက်စင်တာတိုင်းကျွန်တော်မှာစာပေါင်း900လောက်ကိုဖတ်ရတယ်။ဖွင့်ပြလင်းလင်းပြောရင်ကျွန်တော်ပထမဆုံးလှုပ်ခတ်စေနိုင်ခဲ့တာခမရရဲ့စာပဲ။ခမရရဲ့စာကိုတိတ်တိတ်လေးကျွန်တော်အိမ်ယူသွားခဲ့။ပြီးတော့အချိန်ချင်းဖတ်တယ်။ပြီးရင်တော့ခမရရဲ့စာကိုအသေးစိတ်သုံးသပ်တယ်။ဒီလိုစာတို့လေးတစ်စောင်ဖို့အဲ့လိုသုံးသပ်ရတာဘာမှမခက်ပါဘူး။အဲ့ဒီလိုတေးရုပ်ခွဲဆန်းစစ်လိုက်တဲ့အခါအเจ้าရတော်တော်များများပေါ်လွင်လာခဲ့တယ်။ပထမဆုံးကအဖြတ်တောက်တင်ငင်တရရဲ့အရေးအတွက်ကများလွန်းနေ။အချိန်ကာလတိုင်းမှာကော်မာပေါင်း6.36ရှိတယ်။ ဒါနေမကသေးဘူးခမရဖြတ်တဲ့ပုံကလည်းပုံမှန်မဟုတ်ဘူးနောက်ထောင်မအောင် ကျွန်တော်ကခမရအေးတာကိုနှိမ့်ချနေရမှာမဟုတ်ပါဘူးအဲ့ဒီအေးတာကျွန်တော်လှုပ်ခဲစီခဲ့တာပါတကယ်ကိုပီတိဖြစ်မိပါတယ်အဲ့ဒီကောမာတွေမကပါဘူးခမရစာရဲ့အစိတ်အပိုင်းတိုင်းမှင်ဆက်ကလေးစွန့်နေတာကအဆအရာတိုင်းကကျွန်တော်အဆပြုစီခဲ့တယ်အရာအတိုင်းကကျွန်တော်လှုပ်ကင်နေခဲ့ဘာကြောင့်လဲကောင်းပြီချုပ်ပြောရရင်ခမရရေးတဲ့စာထဲမှာခမရကိုယ်တိုင်မရှိဘူးဇလန်းတစ်ပုတ်ပဲရှိတယ်ကောမာလေးတယောက် မိမတယောက်ကဓပြတစ်ချက်မဝယ်သွားတယ်။သူမစိတ်ထဲမှာတန်စင်ကလွဲနေတယ်လို့တော့ခံစားရတယ်။ဒါပေမဲ့သူမအရာကိုဝယ်သွားတယ်။ဓပတ်တတိကြားတဲ့အချိန်ကြာမှသူမနားလေသွားတယ်။အယောင်စိမကပြန်မလဲပြီးတော့ဒီအတွက်သူမစာရေးပြတိုက်နေ။ဒါကဇလန်။ကျွန်တော်ခမရဇလန်ကိုမကြက်မိခင်စာအုပ်သုံးကောက်လောက်ပြန်ဖတ်ရတယ်။ဘာကြောင့်ဆိုခမရရဲ့စာကျွန်တော်စီလာနေကြစာရင်းနဲ့အရန်ကိုကွဲပြားနေခဲ့လို့ပဲ။တေတို့ပြောရင်ခမရရဲ့စာမှာတိုင်တန်းထားတဲ့အရာတစ်ခုမှမပါဘူး။ စိတ်ဆိုးဒေါသထွက်တာမျိုးတွေမပေါ့ဘူး။စားထဲမှာပါတာကဇလန်းတက်တက်ပဲ။အဟုတ်တကယ်ကိုပဲကျွန်တော်မှအံအားသင့်မိရတယ်။ဒီစားအတိုင်တန်းမှုရည်ရွယ်တာရောဟုတ်ရဲ့လား။ဖွင့်ဟဝင်ကန်ချက်တခုလား။ထုတ်ဖို့ကြီးညာချက်လား။ဒါမှမဟုတ်အစိုးတရကိုတင်ပြနေရမျိုးလား။ကျွန်တော်ဝေခွဲမရဘူး။ခမရရဲ့စားကအစုလိုက်ပြုံးတဲ့လူသက်ပွဲကနေရတယ်။တက်ပုံအစ်တက်တပုံတတိယစီမိ။ထင်မြင်သုံးသက်ချက်မျိုးမဟုတ်ဘူး။စောင်းပါမဟုတ်ဘူး။ဘာဆိုဘာမှမဟုတ်ဘူး။တက်ပုံလေးတပုံပဲ။ ကျေးလက်တနေရာကလမ်းတစ်ပေးမှာပြန့်ကျဲနေတယ်အလောင်းတွေကိုရိုက်ထားတယ်ပေါ့ဘန်ဘန်ဘန်အဲ့ဒါလူတက်ပွဲပဲမဟုတ်ဘူးခဏလေးကျွန်တော်နည်းနည်းရှင်းကြည့်အောင်ရှင်းရှင်းလေးကြည့်အောင်ပြောရရင်ခမရရဲ့စာကျွန်တော်ရမက်စိတ်တွေကြွလာစီခမရမှာအဲ့ဒီအရာရှိတယ်အခုကစာပြီးလင်ကိစ္စအကြောင်းပြောကြရအောင်လားထက်ပြီးခောက်နေခဲ့ခမရစိတ်ဝင်ဆိုင်ပြိတ်လက်နေနေ ျွန်တော်ဗီယိုမီတာကိုကိုယ့်ဘာသာကိုလေပေါနေခဲ့တာဘာညာတရကပေါ့โอเคဟုတ်ပြီလားမြင်အောင်ကြည့်ရှေ့ခြေရခြေချောင်းငါးချောင်းဒါပေမဲ့နောက်ခြေတော်ကခြေချောင်းလေးချောင်းပဲပါတယ်လေးချောင်းမြောက်ခြေချောင်းကကြီးနေပြီနံပါတ်2နဲ့3ကအရန်သေးလုံးပြီးပူကတ်နေခဲ့ဒါကတားပိုက်ကောင်းရင်ခြေချောင်းတွေပုံဖော်ကြည့်တာအာလင်ကိစားချောင်းပြောရအောင်ခမရရဲ့ချောင်းအိမ်ယူသွားပြီးကြတယ်ကျွန်တော်ကခမရနဲ့အိပ်ဖို့ပဲတွေးနေမိတယ်။ဂရင်မော်တက်လိုက်တဲ့အခါဘေးမှာခမရရှိနေမယ်။မနက်မိုးလင်းအိပ်ရထားရင်လည ခမရနဘေးမှာမျက်စိနှလုံးဖွင့်လိုက်ရင်ခမရကလေးမောထားပြီအင်ဂျီစစ်ကိုဆွဲတင်နေခဲ့ပြီအင်ဂျီပေါ်စစ်ဟာဘလောက်နူးညံ့လွန်းတယ်လဲဆိုတာခမရသိရလားကျွန်တော်မျက်လုံးပိတ်ပြီးအိတ်ချင်အောင်စောင်းနေမယ်ခမရကိုစိုက်ကြည့်နေမှာမဟုတ်ဘူးခမရအခန်းကိုဖြတ်ပြီးရေချိုးခန်းနဲ့ရောက်သွားမှာပဲကျွန်တော်မျက်စိတွေကိုပြန်ဖွင့်မယ်ပြင်းစားစရာတခုကိုပါစတဲ့ကောက်ထည့်ပြီးအလုပ်ကိုပြေးရမယ်မှောင်မိတ်လာတဲ့ညမျိုးမှာဆိုကျွန်တော်ရဲ့ဗရင်ပေါက်တွေကိုပိုးပြီးပိမ့်ပိမ့်နေအောင်လိုက်ကာတမျိုးတက်ထားမယ်ခမရရဲ့မျက်နှာကိုကျွန်တော်မမြင်နိုင်ဘူး ခမရအသက်ဘယ်လောက်ရှိပြီလဲဘယ်လောက်ကိုလေးချိန်ရှိလဲလုံးဝမသိနိုင်ဘူးဒီတော့ခမရကိုလက်ဖျားနေတော့မှတုံမှာမဟုတ်ဘူးခမရသိအောင်ပြောရင်ကျွန်တော်ကခမရနဲ့လွန်ကျူးခဲ့သည်ဖြစ်စေမလွန်ကျူးခဲ့ဘူးပဲဖြစ်စေဘာမှကွာခြားမှာမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်မှားသွားတယ်ဒါကိုကျွန်တော်ပြန်စဉ်းစားပြစီအောင်โอเคဒီလိုစဉ်းစားကြည့်အောင်ကျွန်တော်ခမရနဲ့အိတ်ချင်ပြီဒါပေမဲ့မအိတ်ရလည်းဘာမှဖြစ်ဘူးကျွန်တော်ပြောချင်တာကမျက်မျက်ထက်ထက်ဖြစ်ချင်တာပါပဲကျွန်တော်ကဘသူ့ကိုမှဘာကိုမှတောင်းအမပေးခြင်းဘူး ကို့လာပြီးဖီအားပေးတာမျိုးဆိုပိုတော့မှမကြိုက်သေးဘူး။အနားမှာခမားရှိနေတယ်လို့ခံစားရတယ်။ဒါမှမဟုတ်ခမားရဲ့ကော်မာလေးတွေကျွန်တော်နားမှာဝေဝဲနေလုံလောက်ပြီ။အဲ့ဒါကဒီလိုတခါတရံတီးတဲ့ထင်ရှားရှိနေတဲ့အရာတွေကြောင်းတွေးကြည့်မိတဲ့အခါအရန်ကိုစိတ်ထဲမှာမနှမျိုးစိတ်ဖြစ်မိ။စတွေးမိလိုက်တာနဲ့တစစီဖြစ်သွားမှတက်ပဲ။ဥပမာခမားဟာမြေရောက်ယထာစီးနေရဆိုကြပါစို့။တွဲထဲမှာလူတွေဓာစင်နဲ့ခြေပြီးရှိနေ။သူတို့ကိုခီးတယ်လို့ပဲခမားအမိတက်ရမှာပဲ။ဦးရမမ အာဂါဆာဂါမီဇူကီကိုပို့ဆောင်ခံရတဲ့ခီးတဲတွေတခါတည်းမှာအဲ့ဒီခီးတဲတယောက်ချင်းစီဟာတတိတခြားခွဲပြနေတဲ့လူတယောက်ချင်းစီပဲဆိုတာခင်ဗျားတွေ့မိလိမ့်မယ်အဲ့ဒီတော့ဘာကြီးလုပ်နေရလဲကင်းစားချထားလိုက်ပုံမှာဒါမှမဟုတ်တခြားတလိုင်းလိုက်မှာအဲ့ဒီတော့ဘာကြောင့်စီးနေရလဲလို့ခင်ဗျားမတွေ့မိဘူးလားခင်ဗျားအဲ့ဒီအတွေ့တွေဝင်လာတဲ့ခင်ဗျားသွားပြီပဲကြည့်လိုက်အဲ့ဒီစီးပွားရေးသမားရဲ့ဇပင်တွေတဖြည်းဖြည်းကျဲလာနေပြီဟိုနာကမင်းကလေးရဲ့ခြေတလုံးမွေးထူထူတွေကိုသူမှတပတ်တခါရဲလိမ့်မယ်ဆိုတာကျွန်တော်လောင်းရဲ လူသွားလဲရင်တစ်ဖက်မှာထိုင်နေတဲ့အဲ့ဒီလူငယ်ကဘာကြောင့်ဒီစိတ်ပြက်စရာလဲကြီးကိုစီးထားတာလဲအဲ့ဒီလိုကိစ္စလေးတွေပါအဲ့ဒီကခင်ဗျားထိတ်လန့်လာပြီးတွဲရရခုံချချင်မိမယ်ခင်ဗျားရည်လိမ့်မယ်ဆိုတော့ကျွန်တော်သိဟိုတနေ့ကပဲကျွန်တော်မှာတကားနာရေးပေါ်ဘရိတ်ကိုဆွဲမိတော့မလို့ဖြစ်လိုက်သေးတယ်ကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့ကျွန်တော်ဟာအကဲဆက်လွန်သူတယောက်အချိန်တိုင်းအမြဲစိတ်လှရှာနေတဲ့သူတယောက်လို့မထင်လိုက်ပါနဲ့ကျွန်တော်ကပုံမှန်ယောက်ျားတယောက်ပါပဲခင်ဗျားလောက်ခင်မှာတွေ့နေရတဲ့တာမန်လူမျိုးပဲ စရိုးဆိုင်ရဲ့ကုန်ပစ္စည်းအရည်အသွေးထိမ့်သိမ်းရေးမှာဝင်လုံနေတဲ့လူတစ်ယောက်ပါပဲ။မြေရောက်ရထားလိုင်းတွေကိုမကြိုက်တဲ့သူတစ်ယောက်လည်းမဟုတ်ပါဘူး။လင်ကိစ္စနဲ့ပတ်သက်ပြီးလည်းဘာပြဿနာမှမရှိပါဘူး။ကျွန်တော်လည်းတွေ့တွေ့နေတဲ့မိန်းမတစ်ယောက်ရှိတယ်။ခမရတော့ရီးစားလို့ခေါ်လိုက်မယ်။သူနဲ့တစ်ပတ်နှစ်ကြိမ်လောက်အိပ်ဖြစ်တယ်။တနည်းလောက်တောင်ရှိပြီ။သူရောကျွန်တော်ပါနှစ်ဦးနှစ်ဖက်ကြေးနေကြတယ်။ကျွန်တော်ကသူ့ကိုအလေးနဲ့မထားတာတမယ်ပဲ။ကျွန်တော်မှသူနဲ့လက်ထပ်ဖို့ရည်ရွယ်ချက်မရှိဘူး။ကျွန်တော်လက်ထပ်ဖို့များစဉ်းစားခဲ့ကျွန်တော်သူ့ဘုံမှာလေးနဲ့ထားလာရတော့မယ်။ ဒါဆိုကျွန်တော်ကတစ်ချိန်လုံးရှိခဲ့တဲ့ကိုယ့်ကိုယုံကြည်စိတ်ချမှုတွေကိုဆုံးရှုံးလာရတော့မယ်ကျွန်တော်ဆိုလိုတာကဒီလိုခမရမိန်းကလေးတယောက်နဲ့အတူနေမယ်ဆိုတာနဲ့ခမရစပြီးစဉ်းစားတော့မယ်သူ့သွားတွေကဖြောင်းတန်းရလားလက်သေးတွေကဘလို့ပုံစံတယ်မျိုးလဲအဲ့လိုစကမ်းသွားဖို့ခမရဘယ်တွေးထားမလဲကျွန်တော်ကြောက်အောင်နည်းနည်းတော့ထပ်ပြောပြရစီဒီတစ်ခေါက်တော့တကားမခေါက်တော့ပါဘူးခမရသာဒီအထိနားထောင်နေရဆိုရင်ဒါကိုကြားနိုင်ပါလိမ့်မယ်ခဏလေးကျွန်တော်ဆက်လက်တော့ဖို့လိုနေတယ် အခုဒီကျွန်တော်ကြောင့်တလုံးမှမဟာသေးဘူးဘာမှတော့လည်းသိပြောလို့ဆရာမရှိပါဘူးကျွန်တော်ပြောခဲ့ရင်လည်းဘယ်သူမှတိတ်စိတ်ဝင်စားလိမ့်မယ်လည်းမဟုတ်ပါဘူးဒါဖြင့်ဘာကြောင့်ဒါတွေကိုကျွန်တော်ခင်ဗျာပြောနေမိတာလဲကျွန်တော်ပြောခဲ့ပြီးသလိုပဲအခုအချိန်မှာကျွန်တော်တွေ့ရတာမပြည့်စုံမှုရဲ့မြင့်မြတ်ခြင်းမှာပဲရှိနေခဲ့ဘလို့ကဘလို့ဒီလိုမပြည့်စုံမှုရဲ့မြင့်မြတ်ခြင်းဆိုတဲ့တွေ့ကိုရလာတယ်ခင်ဗျားရဲ့စာနဲ့တားပိုက်ကောင်တွေကနေပဲဟုတ်တယ်တားပိုက်ကောင်တွေတားပိုက်ကောင်တွေကအံဟောဖွဲရတတ္တဝါလေးတွေပဲ သူတို့ကိုကျွန်တော်နိုင်နဲ့ခြေပြီးကြည့်နိုင်တယ်။တားပိုက်ကောင်တွေမှာဘာများတွေးเสียရှိလို့လဲ။တောက်စုလုံးမယ်။လောင်ရင်ထဲမှာလှည့်ပတ်ပြီးခုံပေါက်လိုက်ခဏနေကျင်းနေတူလိုက်နဲ့အဲ့ဒီကျင်းနေကိုသူတို့ဘာလုပ်ကြတယ်လဲ။ဘာမလုပ်ပါဘူး။သူတို့ကကျင်းနေတူတယ်။ပြင်ဒီအတိုင်းထားလိုက်တာပဲ။တားပိုက်ကောင်တွေကတစ်ချိန်မှာခလေးတယောက်ပဲမွေးတယ်။ဒါကြောင့်တစ်ချိန်မွေးပြင်အမအထက်ပြီးကိုဝင်ဆောင်တော့တာပဲ။အဲ့လိုမှမဟုတ်ရင်လေတားပိုက်ကောင်ရေတွေကိုဆက်ထိန်နေမှာမဟုတ်ဘူး။အဲ့တော့တားပိုက်ကောင်အမတွေကတသက်လုံးခလေးမွေးလိုက်ခလေးထိန်လိုက်နေပဲ။ အချိန်ကုန်နေတော့ကိုဝင်ဆောင်ရင်ဆောင်မဆောင်ရင်ကလေးထိန်ကလေးထိန်ပြနေတဲ့အချိန်ဟာသူကိုဝင်ဆောင်နေလို့ပဲအဲ့ဒီတော့သူဟာမျိုးဆက်ထိန်သိမ်းဖို့ပဲတရှိနေတယ်လို့ပြောနိုင်တယ်တားပိုက်ကောင်တွေထပ်မမွေးတော့ရင်တားပိုက်ကောင်မျိုးဆက်ပြတ်သွားဖို့ပဲရှိတယ်တကယ်လို့သူတို့သာဆက်ပြီးတရှိချင်တဲ့ဆန္ဒမရှိတော့ရင်တားပိုက်ကောင်တွေကိုထပ်တွေ့ရတော့မှာမဟုတ်ဘူးဒီဖြစ်ကရည်စရာပဲဒါပေမဲ့ကျွန်တော်အကြောင်းအရင်ပြောပြရစီအောင်ကျွန်တော်အကြောင်းပြောရင်တော့ကျွန်တော်ကကျွန်တော်ဖြစ်နေရရပေါ့တကယ်ကိုမကြည်မနဲ့ဖြစ်နေရသူပါ ျွန်တော်ရဲ့ပုံပန်းတဲ့လောက်ရေးကိုင်းဘောအစင်တန်းဆရာတွေကဘာမှလောက်ယူလို့မှမရတာပဲဒီတော့ကျွန်တော်ဘောကဒီအတိုင်းလက်ခံထားရတာပေါ့ဒီလိုချိန်နေမျိုးကကျွန်တော်တော့မမြတ်တာဘူးလို့ခံစားဒီလိုပြောလိုက်လို့ကျွန်တော်ကိုအလွန်အကျွညီးတွတ်တတ်တဲ့အလကားလူတယောက်မမတ်လိုက်နေကျွန်တော်လက်ရှိလုပ်နေတဲ့နေရာနဲ့လာဆောင်စောရကမတက်ပါဘူးအလုတ်ကပြင်းစရာကောင်းလာတာအမှန်ပါပဲထိုင်းမဲ့အလုတ်အများစုကလည်းပြင်းစရာကောင်းကြတာပဲပတ်စံဒီနေရာမှာအဓိကပြောချင်တဲ့ကိစ္စမဟုတ်ဘူး ပြောရရင်တော့ကျွန်တော်မှာနှစ်နေရာမှာတပြိုင်တည်းရှိခြင်းမိတာတကူပဲကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်ရဲ့စံတာအဲ့ဒီပြင်ကျွန်တော်မှာတခြားဖြစ်ချင်တာမရှိဘူးကျွန်တော်ကဘသူပဲဝါပါဆိုရယ်တယောက်တည်းဖြစ်မှုကအဲ့ဒီကျွန်တော်ရဲ့စိတ်ဆန္ဒကိုဟန်တားနေခဲ့စိတ်ညစ်စရာလို့ခင်ဗျားမထင်ဘူးလားကျွန်တော်ရဲ့စံတာအတော့ကိုကျိုးနုံပါတယ်ကျွန်တော်ကဘာကြီးကိုမအုပ်ချုပ်ချင်ပါဘူးပါရမီကြီးတဲ့ပကြီးစရာတယောက်လည်းမဖြစ်ချင်ပါဘူးကျွန်တော်မှာနှစ်နေရာမှာတပြိုင်တည်းဖြစ်ချင်တာတကူပါခင်ဗျားနားလေလားမသိ၃ကို၄ကိုခွဲဖို့လည်းမဟုတ်ဘူး၂ကိုပဲ ခိတခမ်းမမှာတန်ဆုံတီးဝိုင်းနားထောင်နေစင်မှာတပြိုင်နက်တည်းစကိတ်ကိုလည်းစီးကျင်မိစတိုးဇာရဲ့ထုတ်ကုန်အရေးသွေးဌာနမှာဆေးရည်လုံနေတဲ့ချိန်မတော်နယ်ရဲ့အစိတ်သားဟမ်ဘာဂါကိုစားကျင်မိကျွန်တော်ခင်ဗျားနဲ့အတူရှိနေတဲ့ချိန်မှာပဲကျွန်တော်ရဲ့ရီးစားနဲ့လည်းအတူနေကျမိကျွန်တော်အတာမန်လူတယောက်လိုပဲဖြစ်နေနေစင်မှာတတိတတန်လည်းနေကျမိ Secret Notary လောက်တောက်ခွင့်ပေးပါဦးဟိုးနည်းနည်းတော့မှမောလာပြီတကယ်တော့ကျွန်တော်ကြောက်အောင်ဒီလောက်ပုံမနေရင်ပြောလို့မရှိပါဘူး ဒါပေမဲ့ကျွန်တော်ရှင်းရှင်းလင်းလင်းသိစေချင်တာတခုကခမမိမတယောက်ဆိုတဲ့စိတ်နဲ့ဖုန်ကြောင်နေရမဟုတ်ဘူးဆိုတာပဲပြောခဲ့တယ်လို့ပဲကျွန်တော်မှာကျွန်တော်ကိုယ်တိုင်ပဲဖြစ်နေပြီတခြားဘာမှမဟုတ်တဲ့ဖြစ်ကိုဒေါသထွက်နေမိတာတကူတည်းဖြစ်ရတဲ့ဘဝထိတ်လန့်စရာကောင်းလောင်ဝမ်းနဲ့ညှို့ငယ်ခြင်းဖြစ်မိတယ်ဒီတော့တကူကြီးတယောက်တည်းဖြစ်တဲ့ခမနေလေအတူအိပ်ဖို့ကြိုးစားမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကလည်းနှစ်ကိုယ်ပဲခမရလည်းနှစ်ကိုယ်ပဲကျွန်တော်တို့လေးယောက်သားအဲ့ရတကူတည်းမှာမျှအိပ်ကြတယ်တကူကူတော့ထူးလာမယ်မဟုတ်လားအဲ့လိုမထင်ဘူးလား ကျေးဇူးပြုပြီးစာမပြန်ပါနဲ့တကယ်လို့များကျွန်တော်စီကိုစာတစ်စောင်တော့ရေးချင်တိုင်တန်းစာအနေနဲ့သာကုမ္ပဏီကိုပို့လိုက်ပါတကယ်လို့များတိုင်တန်းစာမဟုတ်ရင်တော့ခမရပါပဲကျွန်တော်ကဖတ်မှာမဟုတ်ဘူးကျွန်တော်အကြောင်းကတော့ဒီလောက်ပဲအခုပဲဒီအထိတိတ်ပြန်ရပြီးနားထောင်နေမိရိုးတသက်ပြောရင်ကျွန်တော်လုံးဝစိတ်တိုင်းမကြောက်ဘူးကျွန်တော်စိတ်ထဲမှာလေ့ကျင့်တွေပေါ့ဆမှုကြောင့်ပင်လေပြန်တကောင်တည်ဆုံးသွားတယ်လို့ခံစားနေခဲ့ရတယ်ကျွန်တော်မှခမရစီဒီတိတ်ခွေကိုပို့တယ်မပို့တယ်စိတ်ပူပန်နေမိတယ် အခုတော့ကျွန်တော်ပို့ဖို့ဆုံးဖြတ်လိုက်ပြီစိတ်ကတော့ပူပန်နေမိသေးပဲဒါပေမဲ့ကျွန်တော်ဟာမပြည့်စုံမှုအတွက်ကြိုးပမ်းနေရပဲလေဒီတော့ကျွန်တော်ရွေးချယ်မှုအတွက်ပျော့ပျော့ပဲနေတော့မယ်နောက်ဆုံးမှကျွန်တော်ဒီမပြည့်စုံမှုစီပို့ဆောင်ပေးတာခမည်းနဲ့တားပိုက်ကောင်၄ကောင်ပါပဲတချင်းတန်တိတ်ပြီးပါပြီ Community Gang Group by Haruki Murakami ကိုပြန်ဆိုသည် နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုစာအုပ်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်